မင်္ဂလာပါရှင်ခတိတလီဘင်းချင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးရခိုင်ကိုလေးချောင်းပုံကျဲပြီးဆက်ဆက်ဆွေးနွေးရလာဖို့လုပ်လို့မရဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်စစ်ကောင်မရှင်ဟာရခိုင်ပြည်ထဲမှာအာရခတက်တော်ထင်းချုပ်ထားတဲ့နေမျိုးတွေမှာလေးချောင်းတက်ခတ်မှုတွေဇက်တိုက်ပြုလုပ်လာနေတာဟာဆက်ဆက်ဆွေးနွေးရလမ်းကြောင်းကိုရောက်လာအောင်လှုံ့ဆော်တာဖြစ်ပေမယ့်ဘယ်လိုမှမဖြစ်နိုင်ကြောင်းနိုင်ငံရေးလှလှတုံ့တက်သူဦးချင်းမြင့်ကပြောပါတယ် ရခိုင်မှာအင်အားတောင့်တင်းနဲ့တက်ရှိနေပြီလေသူတို့သိပါတယ်ရခိုင်ကိုဘယ်သူမှမတွားချင်ဘူးဘယ်သူမှမတိုက်ချင်ဘူးသူကသူနီးပြည်ရဲ့ပုံဒီလိုပဲဘုံကျဲတဲ့အခါမခံနိုင်တဲ့လူတွေကဆစ်ဆက်လာရတဲ့ပုံအဲ့ဒီတော့တယောက်ကဝင်ပြီးတော့မင်းတို့အဲ့ဒီလိုလှုပ်ထားပုံရခိုင်ကိုတော့အဲ့ဒီလိုလုံးလို့မရဘူးလေရခိုင်ကလှုပ်လက်နေပြီပဲတယောက်ဖီကလည်းမရှိဘူးလေရခိုင်ကိုအဲ့ဒီလိုလုံးလို့မရပါဘူး ဟန်ကူဖို့လုံနေတာပါအေအေကတော့ကြားဖြူနဲ့စစ်တွေကိုအရာသိမ်းမှာပဲလေဝိုင်းထားတယ်လက်နဲ့ကြေတွေနဲ့စစ်တွေကိုပြစ်တယ်ကြားဖြူကိုဆိုလဲသူတို့တိုက်နေတာပဲလေအေအေကရခိုင်ရုံမတခြားအေယာဝတီတိုင်းမှာလေထိုးစစ်တွေဆင်နေတယ်တိုက်ပွဲတွေတိုက်နေတာပဲလို့သူကပြောပါတယ်စစ်ကောင်မရှိဟာအော်တိုဘားလာ29ရက်နေ့မှာနိုဝင်ဘာလ9ရက်အထိပုံနာကျော်ရတိတောင်ပောက်သောစစ်တွေချပြုနေမင်းများမျိုးတို့ကိုလေကြောင်းပုံကျဲတိုက်ခိုက်တောင်လက်နက်ကြီးပစ်ခတ်တာနဲ့ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ် အဲ့ဒီတိုက်ခတ်မှုတွေကြောင့်အရက်သားပြည်သူ22ဦးသေဆုံးခဲ့ပြီး48ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရပါတယ်။အာရခတက်တော်ကစံပြမြောက်ပိုင်းမှာမြောက်ပိုင်းညီနာသုံးဘဲတဲကနှစ်ဖွဲနဲ့စစ်တပ်တို့အပြစ်ရစဲမှုတဘောတူညီချက်ထွက်လာပြီးနောက်ရခိုင်ပြည်မှာလေကြောင်းပုံကျဲမှုတွေဆက်တိုက်ပြုလုပ်လာတယ်လို့ထုတ်ပြန်ထားပါတယ်။ နေရာဒေသတစ်ခုမှာအပြစ်ရပါကအခြားနေရာတစ်ခုကိုထိုးစစ်ဆင်တိုက်ခတ်ခြင်းဟာစစ်ကောင်စီရဲ့လုံနေကြလုံရုံလုံစင်တစ်ခုလိုဖြစ်နေကြောင်းနိုင်ငံရေးလေလာသုံးသပ်သူတအူးကပြောပါတယ်။ဒါကစစ်ကောင်စီလုံနေကြပဲလေ။ကရင်ဘက်ကိုရက်ချင်းရင်ကချင်ဘက်ကိုတိုက်တယ်။ကချင်ဘက်ကိုရက်ရင်ရှမ်းပြည်ကိုတိုက်တယ်။ရှမ်းပြည်ဘက်ကိုရက်ရင်ရခိုင်ကိုတိုက်တယ်ဒါကထူးခြားတဲ့ဖြစ်စဉ်တော့မဟုတ်ဘူးအခုကရှမ်းပြည်ဘက်ကရက်နေတော့အခြားဒေသမှာထိုးစစ်ဆင်မှုတွေလုံလာနိုင်နေဆိုတဲ့ဟာက ဗီရင်ဆရာမဟောရင်နောက်မှမှန်နေတဲ့ကိစ္စဖြစ်နေတယ်။အခုအချိန်တွေအရာတော့တိုက်ပွဲတွေပြင်းထန်နိုင်နေ၊စီးရဲလက်ချင်းမှုတွေကလည်းလုံနေတော့အဲ့ဒီတကြောကတော့ပြင်းထန်လာနိုင်မယ့်ရှိပါတယ်လို့သူကပြောပါတယ်။ရခိုင်ပြည်သူတွေကိုအကြမ်းမတ်ဖျက်ခဲ့တဲ့စစ်ကောင်မရှင်ကိုရခိုင်ပြည်သူတွေအတွက်တရားမျှတမှုရရှိရေးအတွက်လက်တုံပြတ်သွားမယ်လို့အာရခတပ်တော်ရဲ့ပြောခွင့်ရဦးခန့်ဒုကာကပြောဆိုထားပါတယ် ဆရာနာရှင်ကအခုလိုလေချောင်းပုံချက်တိုက်ခတ်မှုတွေစတိုက်ပြုလုပ်လာနေပြီးမြန်ခိုင်ကနိုင်ငံရေးပါတီတွေကတော့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်နိုင်ရေးအတွက်လုံမှတ်နေကြပါတယ်။ဆလပင်မောရာမျိုးအသိခံရခြင်းနဲ့စည်ရေးအရာအရှုံးများစွာကြုံတွေ့နေရတဲ့ကံယူရန်တိုင်းမှုပုံမှုကြောကြောဟန်ကိုနေပြည်တော်စေယုံကဖိအားပေးနေပြီးစည်ရေးအတာမရလျင်တိုင်းမှုယာတို့ဖြုတ်ခံရမည်ဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တင်းတင်းတိုင်းတိုင်းတင်းတိုင်းမျိုးနဲ့မောတော်မောင် တော်လိုင်းရဲတပ်ဖွဲ့များတိမ်ပိုင်လိုက်သည့်မော်တာမျိုးကိုပြန်လည်တင်ယူရန်ကံယူရန်တိုင်မှုပုံမှုကြောကြာဟန်ကုန်နေပြည်တော်စေယုံကဖိအားပေးထားပြီးမျိုးကိုပြန်လည်တိမ်ပိုင်နိုင်ခြင်းမရှိပါကောင်တိုင်မှုယာရုမှအပြုတ်ခံရမည်ဖြစ်ကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်မြင့်နှင့်စီရီယံပိုကြီးစင်ရော်ကပြောဆိုပါတယ် နိုဝင်ဘာလ14ရက်နေ့မှာ KLL ဥဆောင်နေတော်လည်းရဲ့တံများကတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မောဓာမြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီးစစ်တပ်မှ43ဦးနဲ့လက်နက်ခဲယံအများပြားကိုတော်လည်းရဲ့တပ်ဖွဲ့များကသိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ပါတယ်မော်ဒာမျိုးတိမ်မိုက်ခံရပြီးနောက်စည်ရဲအတွင်အဓိကတာဝန်ရှိသည့်ကံယူရန်တိုင်မှုပုံမှုကြောကြောဟန်ကုန်နေပြည်တော်စည်ယုံကဒုစင်လွာတင်ခိုင်းပြီး မောတာမျိုးကိုချက်ချင်းပြန်လည်တင်ယူနိုင်ရင်ဆောင်ရွက်ရန်စိတ်ခိုင်းထားကြောင်းအကယ်၍မောတာမျိုးကိုပြန်လည်တင်ယူနိုင်ခြင်းမရှိပါကတိုင်းမူးယာတို့မှအဖြုတ်ခံရမည်ဖြစ်ကြောင်း အောက်တိုဘာ25ရက်နေ့တရင်တိုင်းတိုင်းပုံပြမျိုးအခြေဆိုင်အမတ်ဆက်တုံးဆက်စင်ရေးကွက်ကဲမှုဌာနချုပ်မှဒုတိယစာခကမှုပုံမှုကြီးမျိုးတန်း KNL ဤတိုက်ခတ်မှုကြောင့်တည်ဆုံခဲ့စဉ်ကလည်းကံယူတဲ့တိုင်းမှုပုံမှုချုပ်ကြောကြောဟန်မှထူးချိန်လွှာတင်ခဲ့ရကြောင်းဒါအပြင်မေလ9ရက်နေ့ကလည်းထိုင်းမြန်မာနယ်စပ်ရှိထိခိပြူဟာကုန်းစစ်တပ်ကလက်လွတ်ခံရပြီး KNL လေးကတိုက်မိုက်ခဲ့ကြောင်းသိရပါတယ်ကံယူတဲ့ဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှုပုံမှုချုပ်ကြောကြောဟန်သူကအရင်ကဥစားထားကြောင်းအုပ်ကြီးပုံ သူစာတီကရခိုင်သားပြားရတိတောင်စာတီသူကဘာဖြစ်လဲဆိုတော့တနင်္လာရီကနေဆက်မျိုးလေးထားတဲ့လုံချုံရင်အင်အားလျှော့တဲ့ပေါ်တော့အင်အားနေတဲ့တိုက်ခိုက်တဲ့အချိန်ကလည်း၃ရက်၄ရက်လောက်ရှိရတာနဲ့ပြစ်ကူစစ်ကူထိထိရရမပေးနိုင်မှုဆိုတဲ့ပုံစံမျိုးနဲ့သူ့ကိုအရေးယူခရရမယ့်အနေအထားမျိုးရှိတယ်။ပြီးရင်သူကပထမမှာစာအခါစတဲ့တော့ဒူစာအခါမှုပေါ်တော့ လမ်းမှာပြက်ကတ်မှုမှာသိဆုံးသွားခင်ရတာရှိတယ်။အဲ့ဒီအတွက်အစာမကျေဘူးပုံ။အဲ့ဒါကြောင့်မို့လို့သူ့ကိုအရေးယူမဲ့အနေအထားမျိုးဖြစ်နေတယ်။ဒါပေမဲ့လည်းဒီဘိုချုပ်ကြီးနိုင်နိုင်ဦးကပတ်စထနှင့်ဘိုချုပ်ကြီးနိုင်နိုင်ဦးတို့ကလည်းတောင်ခံပတ်အထိတူသွားပြီးတော့စစ်မျက်နှာထိုင်လိုက်ရတယ်လို့သူ့အနေနဲ့လည်းတခုခုလုပ်ပြရတော့မယ်။သူမောတော်ကိုပြန်ယူမလား။ဒီဘက်ကိုသူတို့တင်းတင်းတိုင်းတိုင်းမှာဆိုရင်ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုတဲ့နေမြေမပါဘူးပေါ့နော်။အဲ့ဒီတော့ကွက်ပြစ်နေနိုင်မလား။အဲ့ဒီလိုအနေအထားမျိုးကြုံနေရတယ်လို့သိရပါတယ်။နည်းနည်းတော့ပြုတ်စော်နံသွားပြီး ဒါပေမဲ့သူ့မောထောင်ကိုပြန်ယူနိုင်မလားအာမခံမှုရရင်တော့သူစစ်တမ်းမှုနေရာမြင်မဲ့ပုံမဟုတ်ရင်ပြုံးမဲ့အနေထားမျိုးလိုကြားသိရပါတယ်ဟုစီရီယံပိုကြီးစင်ရောကပြောဆိုပါတယ်။နေပြည်တော်စစ်ဘက်သတင်းရှင်မြစ်ကပိုကျော့ကျော်ကျော်ဟန်ကိုနေပြည်တော်စစ်အုံကတရေပေးမှုများရှိနေသည်မှာမှန်ကန်ကြောင်းတို့ညာမှာတိုင်းမှုကစစ်ကောင်းဆောင်မင်းအောင်လိုင်းကိုတစ်ဆာခံသူဖြစ်သည့်အပြင်တိုင်းရင်သားလည်းဖြစ်ခြင်းကြောင့်စစ်ကောင်းဆောင်ကသဘောကျသူဖြစ်ကြောင်း အပြားအလဲဖြစ်နိုင်မဖြစ်နိုင်မှာတိုင်မှုအနေဖြင့်နေပြည်တော်စီအောင်ကစစ်ကြေနေစေမီစေရလက်များပြန်လည်ဖော်ဆောင်ရန်လိုအပ်ကြောင်းသုံးသပ်ပြောဆိုပါတယ်သူကတော့နောက်ဆုံးတတိပေးခြင်းနဲ့နောက်ဆုံးအခွင့်အရေးပေးတဲ့တဘောတော်ရှိပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရှင်းပြကပြောဆိုပါတယ်ရှင်။ဆက်လက်ပြီးမိုင်းမြမျိုးနယ်မှာခမရ9နှစ်ရှင်မှာပိုကြီးဖြုတ်ကိုကိုကျော်နဲ့မိမနယ်ရီမြဝင်းတို့ကအွန်လိုင်းငွေစုတည်ဟုဆိုကံ ရှင်ရထဲသူများခေါ်ယူပြီးငွေကြေးသိန်းလုံးထံလိမ့်လိမ့်ပြန်သားသူများကိုဖမ်းဆီးတဲ့ပြက်မြူဟုချင်း60တတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တတိကံတိုင်းစစ်ဌာနချုပ်လောက်ခန့်စီစမ်းပြည်နယ်ရှိပိုင်းမိုင်းပြင်းမြို့နယ်ဤခြေမြန်တရင်အမှန်9နှစ်ရှင်မှာပေါ်တီဖြုတ်ကုတ်ကိုကျော်နဲ့မိမနရီများဝင်းတို့ကအွန်လိုင်းငွေစုတည်ဟုဆိုကံရှင်ရရှင်များခေါ်ယူပြီးနောက်ရှင်ရငွေသိန်းသုံးထောင်ကျော်ကိုလိမ့်လေသွားကြောင်းလိမ့်လေခံရသူများကပြောဆိုပါတယ်။ စစ်တပ်ကတော့ဘတ်ဆယ်60နှစ်ကျောင်းဆင်းဖြစ်ပြီးဘိုကြီးဖြိုးကိုကိုကျော်မှခမာရ9နှစ်ရှင်မှတာဝန်ထမ်းဆောင်နေစဉ်အွန်လိုင်းမှတဆင်ငွေစုတီရှင်ရာဆင်များခေါ်ယူခဲ့ကြောင်းထို့သောရှင်ရာဆင်များကိုခေါ်ယူရမှာမိမဖြစ်သူနရီမြဝင်းဤဘဏ်အကောင့်များဖြင့်ငွေစုတီရှင်ရာများကိုလက်ခံခဲ့ကြောင်းရင်းနောက်ရှင်ရာစုတီငွေချေနှင့်အမြတ်များကိုပုံမှန်ပေးဝေနေရာမှာဆေးရငွေပမာဏသည်တင်းထောင်ကြီးဖြစ်လာသည့်အခါ မည်သည့်အမျက်ဝေစုကိုလုံးဝမပေးတော့ကြောင်းထို့ကြောင့်ရှယ်ယာငွေထက်ဝင်သူများက၎င်းတို့ထက်ဝင်ထားသည့်ငွေကြေးများပြန်လည်ပေးရရန်တောင်းဆိုသည့်အခါတပ်ပြစ်မှုဟု၎င်း PDF ထားဖို့အမည်တည်း၍ဖန်စီအစဖြာမှုဟု၎င်းအမျိုးမျိုးချိတ်ချပြောဆိုနေကြသည်ရပါသည်။အွန်လိုင်းရှယ်ယာစုကြည့်စုပြီးလင်းရောမရရောအဲ့ဒီငွေကိုတုံဆွဲပြီးတာဝန်မယူပဲစုကြည့်ရှယ်ယာပါသူတွေကိုလှတောင်းရင်ဖန်ခိုင်းမယ်အစဖြာပြစ်မယ်ဆိုပြီးပြောတယ်။အလုံးပါသွားတာကငွေကျဲသိန်း300ကျော်ပါတယ်မိမကလိန်နဲ့လင်းကားရှယ်ယာရှင်တွေကို နေနှုတ်ကိုအကုန်လုံးဖမ်းပြီးအသက်ပါဖြောက်ပြလို့ရတယ်လို့ထင်ချောက်တယ်ဟုလိန်လေခန်းသားတို့တဦးကပြောပါတယ်။ခမာရငါနေရှင်မပိုးကြီးဖြုတ်ကိုကိုကျော်နေမိမနရီမြဝင်းတို့ဤလိန်လေမှုခံနေရသည့်ပြည်သူအရေးအတွက်မှ90ဝန်းကျင်ရှိကြောင်းတက်ဆိုင်ရာတည်ရင်မှုတိုင်မှုများထံသို့တိုင်ကြားပြီးမြင့်သည့်အရေးယူမှုမှမရှိကြောင်းသိရပါတယ်။ခမာရငါနေစစ်တက်ကအပတ်စဉ်48ကျောင်းစဉ်ဆေးရရှိကြီးတွေကိုအပါလီရဲ့အိုင်အိုကငွေတွေလိမ်နေတယ်လို့တိုင်တော်လဲသူကဘာမှအရေးမယူပဲနေတယ် ။အဲ့ဒီတော့ပိုကြီးဆိုသူကရှင်ရဆင်တွေအကုန်လုံးကိုနေတော့ကိုအကုန်လုံးဖမ်းပြီးအသက်ပါဖျောက်ပြစ်လို့ရတယ်ဟုချိန်ချပြောဆိုတယ်လို့လိန်လေခင်ရသူအခြားတအူးကထပ်မံပြောဆိုပါတယ်။ဗိုလ်ကြီးဖြုတ်ကိုကိုကျော်နဲ့မိမနရီများဝင်းတို့ကငွေကြေးများတင်ထောင်ကြည့်လိန်လေပြီးနောက်မြေကွက်များဝယ်ခြင်း၊ကားများဝယ်ခြင်းဖြင့်တထည်များကဲ့သို့သုံးဆွဲနေကြောင်းသိရပါတယ်ရှင်။ ဆလပင်ရေတကြုံမျိုးခလာရနေငါချောင်းတန်ရဲမှတတဟင်းထန်လင်းက၎င်း၏လက်နက်အပြင်တာဝန်အတူတူကြနေသည့်တက်ချက်၏လက်နက်ကိုပါယူဆောင်လာပြီးလက်နက်နှစ်လက်နှင့်အလင်းဝင်ဆွဲတရင်ကိုတင်ဆက်ပေးမှဖြစ်ပါသည်။မကွေးတိုင်းရေတကြုံမျိုးနယ်ခြေဆိုင်ခလာရနေငါချောင်းတန်ရဲမှတတဟင်းထန်လင်းက၎င်း၏လက်နက်အပြင်ကင်းအတူတူတာဝန်ကြနေသည့်တက်ချက်ကြီး၏လက်နက်ကိုပါယူဆောင်လာပြီးလက်နက်နှစ်လက်နှင့်အတူအလင်းဝင်ခဲ့ကြောင်းရေတကြုံမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖာမတာဝန်ရှိသူကပြောကြားပါသည်။ ယမနေ့နိုဝင်ဘာလ15ရက်နေ့ည9:00နာရီခန့်ကရေတကြောမြို့နယ်ခလာယာ296တပ်ရင်းမှတပ်သားဟင်းထက်လင်းသည့်ခလာယာ296လုံးကျုံရေးကိမ်းမှပြင်းထန်ဝင်ကြနေစဉ်၎င်းကန်ဆောင်တီ MA1 အမျိုးစားတနက်တလက်အပြင်ကင်းအတူကြနေသည့်တက်ကြည်အင်း MA3 အမျိုးစားတနက်ပိုင်းယူဆောင်လာပြီးအလင်းဝင်ခဲ့ကြောင်းသိရပါသည် သူကစစ်မှုထံခေါ်လို့သူသဘောနဲ့သူဝင်လာပြီးတက်တန်းအဖြစ်ဝင်လို့တောင်းစစ်မှုထံအပစင်သုံးလို့တင်ရတဲ့ရေတကြိုရောက်တာတနည်းကြော်ပြီးအစော်ကြီးကလေးကချိတ်ဆက်ပြီးတော့ဝင်လာတာပါနှစ်ဦးနှစ်ဖက်လုံးကျုံတဲ့နေရာကိုချိန်ပြီးတော့သွားခေါ်ခဲ့တာပါလက်ရှိတော့စုချင်းငွေ350ချင်းမြင့်ပေးထားတဲ့လောလောဆယ်တော့လုံးကျုံတဲ့နေရာမှာပင်အေးစေးနားကျင်နေတယ်ဆိုလို့လုံးကျုံတဲ့နေရာမှာပို့ထားတဲ့နောက်ပြီးတော့သူလုချင်တဲ့ဆန္ဒတွေကိုအကုန်လုံးလိုက်လို့ပေးသွားမှာပါလို့ရေတကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာမှတာဝန်ရှိသူကပြောကြားပါတယ် ထို့သောလန်နန်နှလန်နဲ့အတူအလင်းဝင်လာသည့်တတဟင်းထက်လင်းကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ရေတကြုံမြွတ်နယ်ပကဖာမှငွေကျပ်350ဆူချင်းမြင့်ခဲ့ပြီး လုံခြုံသည့်နေရာသို့ပို့ဆောင်ထားကြောင်းသိရပါသည်။စစ်မှုထံတပ်သားဖြစ်ဖြစ်စစ်သားတွေပဲဖြစ်ဖြစ်ပြည်သူထံကိုရုံရုံကြည်ကြည်နဲ့ဝင်ခဲ့ကြပါလက်နက်ပါသည်ဖြစ်စေမပါသည်ဖြစ်စေကာကွယ်ရေးတပ်တွေဘက်ကိုရုံရုံကြည်ကြည်နဲ့ပတ်ပြန်းခုံလုံးဖို့တိုင်တွန်းကြပါတယ်လက်နက်ပါရင်တော့အကောင်ဆုံးပေါ့လို့ရေစကြုံမြွနဲ့ပြည်သူကာကွယ်ရေးအဖွဲ့ပကဖတ်တာဝန်ရှိသူကတိုင်တွန်းပြောဆိုပါတယ်ရှင်